မင်္ဂလာပါပရိသတ်ကြီးတို့ရှင်ကျမတို့ရဲ့မီဒီယာ channel ကနေဒီဇင်ဘာ9ရက်နေ့အတွက်နောက်ဆုံးရနုပညာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ညီဖြစ်သူမင်းတို့ရဲ့အုတ်ဂူကိုတန်ရှင်းရအောင်မှန်မှန်မလုံလို့လူပြောများနေတဲ့နေတို့သတင်း2025တွင်ဖြစ်ပွားခဲ့သောမြန်မာပြည်ခင်းရဲ့ပေါင်းစုံသတင်းမိဘဖြစ်သူကိုလှဆင်တင်ရကြည့်ပြီးအပုံလိုက်ကြည့်ပြီးခဲ့ကြောင်းကိုယ်တိုင်ဖြစ်ရှင်းလာတဲ့ပိုင်းတကွန်သတင်း ခရိုနီဂရွန်ဆိုပြီးမြန်မာပြည်မှာပဲဝလုံးကောင်းတဲ့လာတာပြနေတဲ့ဝတ်မုံရွှေကိုရှက်တောင်ပညာပြလိုက်တဲ့မင်းသမီးသုံးတဲ့နိုင်ဘောက်ကလူတွေကြောင့်စိတ်မကောင်းဖြစ်လို့ဆင်းရုံရောက်သွားတဲ့ပိုင်နဂိုမီဒေါခင်ကျူတဲ့မဲဖြစ်ပါရဲ့ရှင်။ညီဖြစ်သူမင်းသွေးရဲ့အုပ်ကူကိုတန်ရှင်းရင်တော့မှန်မှန်မလုပ်လို့လူပြောများနေတဲ့နေတို့တယုံဆောင်မင်းသားနေတို့ကတော့ညီဖြစ်သူမင်းသွေးရဲ့အုပ်ကူကိုတန်ရှင်းရင်မလုပ်ဘူးလားဆိုပြီးလူပြောများနေတာပါ။ အင်တာနက်ပေါ်မှာတော့မင်းသွေးရဲ့အုတ်ကူဟာရှင်လင်းတန်ရှင်းရေးတောင်မလုပ်လို့လူပြောများနေတာဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်းမင်းသွေးဆိုတာကတော့ပရိသတ်တွေတော်တော်များများသိကြသလိုပဲမြန်မာနိုင်ငံရဲ့ထိပ်တန်းအကယ်ဒမီမင်းသားနေတို့ရဲ့ညီရင်းဖြစ်ပါတယ်။မင်းသွေးဟာကိုဖြစ်သူလိုမျိုးအမှုပညာလောကမှာထိပ်တန်းမင်းသားအဆင့်ကိုမလျှောက်ခဲ့ပေမယ့်အကူရင်းဖြစ်သူနေတို့လိုထိပ်တန်းမင်းသားတစ်လက်ဖြစ်ဖို့အလားအလာတွေကိုပိုင်ဆိုင်ထားတဲ့သူပါ။ မင်းတို့ဟာရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားတော်တော်များများမှာသရုပ်ဆောင်နေကြတာဖြစ်ပြီးအားပေးသူပြည်သက်တွေအခိုင်အမာရရှိနေတဲ့အမှုပညာရှင်တယောက်လည်းဖြစ်ပါတယ်။မင်းတို့ရဒီလိုအမှုပညာလုပ်တွေလုပ်ကိုင်းနေရင်တနေ့မှတော့ဘောလုံးကစားနေရင်ရေတောက်မီယာကနေဟတ်တက်ဖြစ်ကငယ်ရွယ်စဉ်ချိန်မှပဲဆုံးပါကွယ်လွန်သွားခဲ့ရတာဖြစ်ပါတယ်။သရုပ်ဆောင်မင်းတို့တယောက်အခုလိုမျိုးရုပ်တရာကွယ်လွန်ဆုံးပါသွားတာကြောင့်လေသူ့ရဲ့မိသားစုဝင်တွေချစ်သူကာမလီနဲ့ပြည်သက်တွေအားလုံးကနှမျိုးတက်တာဝမ်းနဲ့မဆုံးဖြစ်ခဲ့ရပါတယ်။ အခုဆိုရင်တည်ယုံဆောင်မင်းသွေးတယောက်လူလောကကြီးကနေနှုတ်ဆက်ထွက်ခွာသွားတာကရှင်းနစ်ပြေတော်မှာပါ။ဒါပေမဲ့အာပိတုပြိတက်တွေကတော့မင်းသွေးကိုတတိတယရှင်းနေကြသေးပါ။အစောပိုင်းမှာတော့မင်းသွေးရဲ့ချစ်သူကာမလီကီကီဆိုကမကြာခဏအုတ်ခုကိုတန်ရှင်းရေးလာလုပ်ပေးတယ်ဆိုပြီးအင်တာနက်ပေါ်မှာသတင်းတွေပြန့်နှံ့ခဲ့ပါသေးတယ်။ဒါပေမဲ့ခုတော့ဗီဒီယိုဆမှာပြောခဲ့တဲ့လို့အုတ်ခုကိုတန်ရှင်းမလုပ်ထားလို့လူတွေကမင်းသွေးအတွက်စိတ်မကောင်းဖြစ်ကြတာပါ တချို့ကတော့မင်းသွေးရဲ့အကိုရှင်ဖြစ်သူနေတို့ကလာမလုပ်ဘူးလားဒီလောက်ချမ်းသာတာဆိုပြီးပြောကြပါတယ်ဒါပေမဲ့လေမြမမာစကပုံးရှိတာကပျောက်သွားသူရှာရင်တွေ့၊ကွယ်လွန်ဆုံးပါသူတွေကိုတော့ကြာရင်မေးပါ။နေတုံးမမပြောနဲ့လူတော်တော်များများဟာမိမိတို့ရဲ့ဆွေမျိုးတွေကွယ်လွန်သွားတဲ့အခါမှာဝန်နေကြရပေမယ့်၊နှစ်တီကြလာတာနဲ့များမြေပျောက်သွားကအသက်ရှင်နေတဲ့လူတွေမှာတော့စာဝင်နေရေးစီးပွားရေးအတွက်ရုန်းကန်ကြရတာကဓမ္မရာပါပဲ။ ဒါကြောင့်လည်းနေတိုးအနေနဲ့ကုညီလေးမင်းသွေးရဲ့အုတ်ဂူကိုတန်ရှင်းလာမလုံနိုင်တာကအပြစ်ပြောစရာတစ်ခုတော့မဟုတ်ပါဘူးနော်မင်းသွေးမှမဟုတ်ပါဘူးတခြားသောကွယ်လွန်ဆုံးပါသွားတဲ့နမည်ကြီးနုပညာရှင်ရဲ့အုတ်ဂူတွေတော်တော်များများဟာလေအခုဆိုပြုတ်ပြင်ထိမ့်သိမ့်မဲ့သူမရှိပဲဟောင်းလွှဲနေကြပါပြီဒါကြောင့်လေလူတွေဟာအသက်ရှင်နေတော့ခဏမှသာလောဘဒေါသမာနတွေနဲ့ကြိုင်ဆိုင်ကြပေမယ့်မိမိတို့ကွယ်လွန်သွားတဲ့အခါမှာတော့ရုပ်ခန္ဓာကိုယ်ဟာလူမသိသူမသိခြုံတွေပိတ်ပေါင်းများစွာနဲ့အဆုံးသတ်ရတာဖြစ်ပါတယ် နေတိုးဘက်ကကြည်ရင်လည်းတကယ်တမ်းပြန်တွေးကြည့်မယ်ဆိုရင်လည်းနေတိုးဆိုတာနိုင်ငံကျော်မင်းသားတက်လက်ဖြစ်တာမို့အမှုပညာအလုပ်တွေခီးစဉ်တွေနဲ့မဟာလက်နိုင်အောင်ဖြစ်နေတာကိုလည်းထည့်သွင်းစဉ်းစားပေးတင်ပါတယ်ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့အယူအဆရဆိုရင်လေတိစုံသွားသူအတွက်အုတ်ဂူကိုသွားပြီးတန်ရှင်းလုံနေရထံဘုန်းကြီးကျောင်းမှာဆုံးခတ်တရားနာပြီးကုသိုလ်ကောင်းမှုပြုလုပ်ပေးရကပို့ပြီးထိရောက်တယ်လို့ယုံကြည်ကြတာလည်းရှိပါတယ်။ နေတုံးနေနဲ့လူသိရှင်ကြောင့်အုတ်ကူသွားမကြတော့ပေမယ့်နောက်ွယ်မှာညီလေးအတွက်ရှိစုပြီးအလူတန်းနေလှုပ်ပီးနေတာမျိုးလည်းဖြစ်နိုင်ပါတယ်။ဒါကြောင့်မျက်မြင်ချင်းဒီတစ်ခုတည်းကိုကြည့်ပြီးမိသားစုမြတ်တာကိုအဆုံးဖြတ်ပေးလို့တော့မရနိုင်ပါဘူး။အရေးကြီးတာကမင်းသွေးဆိုတဲ့အမှုပညာရှင်တယောက်ကိုပြည်သက်တည်ရှင်ထဲမှာအမြဲရှိနေဖို့ကပိုပြီးဓိကကြပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့သူတွေကရောအုတ်ကူကိုတန်ရှင်းရင်လှုပ်တာမခံရတဲ့မင်းသွေးကိုဘယ်လိုမြင်ကြသလဲဆိုတော့ပြောသွားကြပါအောင်ရှင်။ 2025အတွင်းဖြစ်ပွားခဲ့သောမြန်မာပြည်ကရဲ့အပေါင်းဆုံး2025ရဲ့နောက်ဆုံးသောဒီဇင်ဘာလကိုရောက်ပြီးဆိုတော့မြန်မာနိုင်ငံအတွင်းမှာဘလုံပွဲတွေဖြစ်သွားတယ်လို့ဆိုတော့အလုံးသိကြကြမှာပါဗုဒ္ဓဘာသာနေအောင်လာအောင်လို့ထွန်းလင်းတဲ့ရွှေနိုင်ငံတော်ကြီးမှာလာတိုင်းလာတိုင်းပြဿနာအပေါင်းဆုံးကရဲ့အပေါင်းဆုံးဖြစ်ပွားနေပြီး2025ရဲ့ပွဲစဉ်အလုံးကိုပေါင်းလိုက်ရင်ပြောမဆုံးမောင်းတောတုံးတောင်ဖြစ်တဲ့အထိများပြားလာပါတယ်ဒါကြောင့် လုံးလုံးလတ်လတ်ဖြစ်တာပင်လူတွေမှတ်မိလောက်မဲ့ပွဲတွေကိုပင်တန်းစီပြီးပြောပြပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ပိုင်းတကွန်ကနာမည်ကြီးနေတာဆိုတော့ပိုင်းတကွန်နဲ့ပဲစပြီးပိုင်းတကွန်နဲ့ပဲဆုံးလိုက်ရှာအောင်ပါ။ပိုင်းအောင်ဆိုရင်ကာလာနဲ့စတဲ့အစွန်လိုလိုမင်းသမီးလိုလိုတယောက်ကပိုင်းတကွန်ရဲ့လက်ထပ်ပွဲကိုတတူသမီးဝတ်စုံကြီးဝတ်ချလာခဲ့ပြီးသူသားလည်းပိုင်းတကွန်ကိုအနားလည်ဆုံးတော်သူဖြစ်ကြောင်း လင်းမြဖုန်နဲ့ရန်ဖြစ်လို့ညလုံးပေါက်ကိုပြီးရှာကွင်းကိုလာတော့ကပိုင်တကွန်ကိုသူ့ပဲချော့ခဲ့ရာကြောင့်ပစ်မီကဲလောက်ခဲ့ပါတယ်။အဲဒီအချိန်မှရင်ပြည်ရင်တီအားကမြင့်မြကြီးကမင်းသမီးတယောက်နဲ့ဖောက်ပြန်နေကြောင်းထားပြောရင်နော်ဖုန်နဲ့လွှတ်ပိုင်ကိစ္စကိုပါပေါ်လိုက်လို့ဝူရှူဝါးရီဖြစ်ကုန်ပါတယ်။ရုတ်တရက်နန်းစုံရည်ဆိုကစော်နပွေနဲ့ရှုပ်ခဲ့တဲ့ဘဲပေါင်လေးလွှတ်ပိုင်ကိုမြစ်တာကြီးစွာလက်ခံထားတဲ့မမအဖြစ်နာမည်ထကြည်ပြန်ပါတယ်။သူများ၏ဖောက်ပြန်ပြီးခြေချင်းလိမ့်နေရာကိုစိတ်ဝင်စားသူကတော့ချစ်မွားလေးတို့ဆုံတွေ့ပါ မေပကြီးကလည်းချစ်မွားလေးတို့ကိုအားကြလို့အလှတကုံပြင်ပြီးလက်ထက်ကွင်တောင်းတာကိုအရန် surprise ဖြစ်ပြပါဗါးဤချောဖို့ကလည်းမေပကြီးရဲ့စုံတွဲကိုတတို့သမီးထက်သာဝှစားပြပြီးပွဲတက်လို့ပွဲစုတော့မှာတယ်ငယ်စဉ်စုံတွဲကတရားဝင်နေချပြလာပါပြီဆိုပြတဲ့စင်နဲ့ဟဲဝိရရင်လက်ထက်ကွင်တောင်းပွဲကတော့ကြောက်ဆောင်ကြီးဆိုပြီးနာမည်ကြီးခဲ့ပါတယ်ငယ်စဉ်6နှစ်ချစ်သူတတန်းအတွက်မင်္ဂလာပွဲ6ပွဲလူကြီးတွေကစီစဉ်ပေးပါတယ်ဟဲဝိရရင်တို့မိကမီဒီယာတွေရှေ့မှာ6ခံကိုပါတယ် စိုးပြစ်တဆင်အမေကလည်းအားကြမကန်ဟိုတယ်ကထွက်မှထန့်ငုံပါတယ်အားလုံးကလူကောင်းတော့ရွှေမန်းရဲ့ဝလုံးကားကြီးကလမ်းပေါ်ဖြတ်သွားပါပြီတန်တာမိုးတင်ကဟိုစတမ်လောက်ပါနေလို့တားလို့ရှိတဲ့ထန်းတော့ကအကုန်ပတ်တောင်းမှန်လိုက်ပါတယ်အလုံးပွဲချိန်ကြောင့်မိနိုင်မစားနိုင်ဖြစ်တော့ကချမ်းချမ်းသူ့သမီးကိုဘာသာပြောင်းပေးလိုက်လို့ဖုံးတိုက်နဲ့စကားများကြပါသေးတယ်။ဂျာရီမာလည်းလောင်ကျမြိုက်ကြနဲ့ကြားဖြန့်ရီဆောင်လူကြီးသားကိုကာမြင်ပြီးကြိုင်မိလို့တိမ်လုံးခွာသွားတဲ့ဖြစ်ရက်လေးပေါ်လိုက်ပါသေးတယ်။ ။ယုံမီလွင့်ကိုထားပြဲတဲ့ကောင်းလေးလက်ဟုတ်ချပြီးတောင်းမှလိုက်ရတာအားလုံးသိပါပဲ။ဒီလိုနဲ့ရုတ်တရက်ကြီးဒီစမန်ရောက်ပြီးအင်းချလာလို့ရန်ကုန်သားတွေအမြဲတင်းထားတဲ့ဟူဒီထူကြီးတွေထောက်ဝကြပြန်ပါလေ။အဲ့ဒီချိန်မှာမအေးနိုင်သူကတော့ကျွတ်ကျွတ်ကိုမေးသွားကြပြီလားဆိုရင်ပိုင်တကုတ်မေးပါမဘယ်လိုက်ပြီးမိုက်ဖက်ပါနေတဲ့သားကိုသူကျိုးသူခံရပါစီဆိုပြီးချိန်တော့အန်တီကျွတ်ကိုအလုံးဝိုင်းလွန်နေကြချိန်ပိုင်တကုတ်ကဒီနေရာလေးကအေးချမ်းနေဆိုပြီးသူမိမနဲ့ဖက်ထားတဲ့ပုံကိုထပ်တင်လိုက်ပါတယ် ဆက်စုံမမတ်ပုမတို့ကလည်းပိုင်နဂုံကပထွေးနဲ့လက်ကြောမထင်းနဲ့မောင်နှမတွေစားဖို့တပွားလုံးစာရှာကျွေးခဲ့ကြောင်းတည်နေထတင်ကြပြန်ပါတယ်အမေးလက်နာယူနေတဲ့မလနုအကြောင်းတော့ထည့်မပြောတော့ပါဘူး။ပရိသတ်ချင်းတို့ရောဒီပွဲစဉ်တွေအကုန်လုံးကိုသိကြလား။ပန်ကိုရဲ့ကိစ္စမှရောဘသူမှန်နေမှားတယ်လို့ထင်တယ်လဲဆိုတော့ကို comment မှာရေးခဲ့ပေးကြပါအောင်ရှင်။ ိမပြတ်သူကိုလမ်းစဉ်တင်ရချပြီးပုံလိုက်ကြီးပေးခဲ့ကြောင်းကိုရိုင်းဖြစ်ရှင်းလာတဲ့ပိုင်းတကုံလိုင်းမောင်မှာရန်နမည်ကြီးနေတဲ့ပိုင်းတကုံတို့တားမိကိစ္စမှာတိုင်းဖြစ်သူပိုင်းတကုံဟာသူ့ရဲ့အမိဒေါ်ချူချူနဲ့ပထွေးဖြစ်သူကိုလမ်းစဉ်တင်ရချပြီးအပုံလိုက်ကြီးကတော့ခဲ့ကြောင်းကိုရိုင်းဖြစ်ရှင်းလာခဲ့ပါတယ်ဒီကြောင့်ကိုပိုင်းတကုံကလွန်ခဲ့တဲ့၃နှစ်ခန့်အိမ်တောင်မပြုခင်ကမီဒီယာရှေ့မှာတရားဝင်ပြောဆိုခဲ့တာဖြစ်ပြီးမိဘကိုလှုပ်ကျွရတဲ့အပြင်သူ့ကိုယ်သူတအားဂုဏ်ယူနေခဲ့တာပါ ပိုင်းကိုရဲ့စကားကိုနားထောင်ကြည့်မယ်ဆိုရင်ကျွန်တော်အမေကိုလာတိုင်းတင်းဆက်ကြည့်ပြီးပေးတယ်။တင်းရချီပြီးပုံလိုက်ကတော့တာလေးလည်းရှိတယ်။အမေလူတွေကြိုက်တလောက်လုံးကျွန်တော်ထုတ်ပေးတယ်။အမေနဲ့ကျွန်တော်ဆိုတော့ဒီဘွားမှာပဲတားမိတွေဖြစ်ရတာလေ။ကျွန်တော်အမေကိုနောက်ဘွားတွေထင်တန်တရာထိစိတ်ချမ်းသာတာတာနဲ့ကျေးဇူးဆက်ချင်တာ။အဲ့ဒါကြောင့်ခဏခဏလေးပြောတယ်။အမေအမေကျေးဇူးကိုဒီဘွားမှာနဲ့တားတက်နိုင်ဆုံးဆက်ချင်တယ်။နောက်ဆက်မတင်နဲ့အလူတွေအမေစိတ်ကြိုက်လုံးလူရင်သားကိုပြောပါလို့ပြောထားတယ်။ အခုလည်းအင်ကြီးနဲ့ကတော့တော့အမေပြောမှာပါလို့ပြောကြခဲ့တာဖြစ်ပါတယ်။အဲ့ဒီချိန်တုန်းကပိုင်းကွန်ကလည်းအိမ်တောင်မကြသေးပဲမိဘပေါ်တိတက်သူဖြစ်ကြောင်းမြင်သာလာပါတယ်။ဒါကြောင့်ဒီလိုထုတ်ပြောခဲ့ခြင်းကအခုလက်ရှိဒေါ်ကျူကျူရဲ့ဆွဆွဲချက်တွေအတွက်အကောင်ဆုံးဖြည့်ရှင်းမှုဖြစ်လာခဲ့တာပါ။ပရိသတ်တွေကတော့ပိုင်းကွန်ရဲ့မိသားစုအရေးပေါ်ပိုင်းကွန်ကတားလီမာတယောက်ပါ။လက်ရှိဒေါ်ကျူကျူရဲ့ခင်မောင်ဟာပိုင်းကွန်ရဲ့အဖေအရှင်မဟုတ်တလို့ချန်နေမောင်နှမတွေဟာလည်းပိုင်းကွန်ရဲ့တွေ့သားချင်းတွေမဟုတ်ကြပါဘူး။ ဒါပေမဲ့လည်းသဘောထားပြေဝရတဲ့ပိုင်းကွန်ဟာအဖေမင်းနမေကျန်တဲ့မောင်နှမတွေကိုရောတိမ်ကြီးတသိန်းကျော်တန်းနဲ့အင်ကြီးဝယ်ပေးခဲ့ုံသားမကအဲမောင်နှမတွေကိုလည်းတိုက်ခန်းတခန်းစီဝယ်ပေးခဲ့ပါသေးတယ်။ဒါပြင်ပိုင်းကွန်ရဲ့ညီနဲ့သူ့ကောင်မလေးဖြစ်တဲ့ကိစ္စမှာလည်းပိုင်းကွန်ဟာပတ်စံတော်တော်ကုန်းခဲ့ပါသေးတယ်။ အခုလည်းပိုင်းကုံကအိမ်တော်ပြုတ်ပြီးဖြစ်လို့သူ့အနေနဲ့သူ့မိရင်းကိုပဲကျွေးမွေးကြတာတဘာဝကြပါတယ်။သူ့မိနေနဲ့ကလည်းပိုင်းကုံကပတ်စံရှာနိုင်နေတော့တခြားမွေးသားတွေသူ့သားသမီးတွေကိုပါကျွေးမွေးထောက်ပံ့စေချင်တာပါ။လင်းမြောက်ဘူးကလည်းတထေးသမီးဆိုတော့မျှော်ကြတာလဲပါတာပေါ့။အစားရေကပညာတက်ပြီးထက်မြက်လွန်းတဲ့လင်းမြောက်ဘူးကပိုင်းကုံအမေလောက်တာတွေကိုပဲလက်ခံလိမ့်မယ်တော့။ပန်ကောအနေနဲ့သူ့လုံးပေးစရာရှိတာတွေကိုသူ့လုံးနိုင်တာတက်ပို့ပြီးလုပ်ပေးပြီးမို့အခုသူမိမဘက်ကရက်တီနာမဆမ်းပါဘူး။ လက်ရှိအချိန်မှာကိုကြီးပြင်းရှင်တန်ခဲ့တဲ့မိသားစုထံကိုရိုင်းတိဆောက်ထားတဲ့မိသားစုကပိုးရေးကြည့်တာမို့ပိုင်းတကွန်ရဲ့ရွေးချယ်မှုမှန်ကန်ပါတယ်လို့မှတ်ချက်တွေရေးခဲ့ကြပါတယ်။လက်ရှိမှာတော့ပိုင်းတကွန်ဟာတားဖြတ်ကနေဆွတ်လွတ်ခြင်းခံထားပြီး မိခင်ဖြစ်သူနဲ့လည်းဆက်သွယ်မရှိသေးဘူးလို့သိရပါတယ်။ပိတ်တက်ကြီးတို့ရောလူပြိုပွားမှာမိဘကိုလှဆင်သိမ်းရချပြီးအပုံလိုက်ကတော့ပြီးပါပြီလို့ထောက်ပေါ်ဖြစ်ရှင်းလာတဲ့ပိုင်းတကွန်ပေါ်ဘယ်လိုများထင်ကြပါသလဲနော်။ ခရိုနီဂရောဆိုပြီးမြန်မာနိုင်ငံမှာပဲဝလုံးကောင်းတဲ့လတာပြနေတဲ့ဝတ်မုံရွှေကိုရှတ်တောင်ပြညာပြလိုက်တဲ့မင်းသမီးသုံးမင်္ဂလာပါပြိတ္တများရှင်ဝတ်မုံရွှေရာဆိုရင်အိမ်တောင်ကြပြီးကလေးကသူရဲ့ခရိုနီခင်မုန်ကြီးကိုဘဲပွဲတက်တန်းအမြဲတမ်းလွတ်လွတ်လပ်ချိတ်ကခေါ်လို့ရှိပြီးတော့သူကိုယ်သူလည်းမြန်မာတနိုင်ငံလုံးမှာအချမ်းသာဆုံးနဲ့အဆင့်တန်းရှိဆုံးတော်ဆုံးတက်ဆုံးမင်းသမီးတယောက်ဖြစ်သမှတ်ပြီးနေနေတာပါ ဒါပေမဲ့မြန်မာနိုင်ငံလေးထဲမှာတော့အခုလုံမော်ကြွားနေတဲ့သူကိုဒီသုံးယောက်ကတော့ပညာပြသွားကြပါပြီ။ပထမဆုံးတစ်ယောက်ကတော့တဲဆုံငိမ့်မှာတဲတဲကတော့ဝင်းမုံရွှေရင်လိုမျိုးအသက်ကြီးလာခါမှယောက်ျားကောက်ယူပြီးတော့ကုံစာပြနေရမဟုတ်ဘဲနဲ့ဝင်းမုံရွှေရင်နဲ့အသက်ထက်ဝက်กว่าတဲ့အထိငငယ်ရွယ်ရွယ်ကလေးဖြစ်တာတောင်သူအားသူကိုပြီးတော့မြန်မာတနိုင်ငံလုံးသားမကကဘာကဘာတင်းရဲ့တင်အောင်မြင်ကြောက်ကြတဲ့မိမပြူတူဖြစ်အောင်ရက်တီပြန်လိုက်ပါတယ်။ အသက်၂၀ရောင်မပြည့်သေးတဲ့ခုလိုမိန်းကလေးတယောက်ကတိုင်းတီပြည်တီကဘာတီဖြစ်နေတာကြောင့်မို့လို့ဝင်းမုံရွှေရင်တို့မျိုးမြန်မာနိုင်ငံမှာပဲနမဲကြည့်ပြီးဝလုံးကောင်းတဲ့လာတာနေသူတယောက်မဟုတ်ဘူးဆိုတော့ကိုခက်ချီချီပညာပြသွားတာပါဒုတိယတယောက်ကတော့မိမိကိုကိုဖြစ်ပါတယ်မိမိကိုကိုကလည်းခရိုနီယာကိုပြီးတော့အောင်မြင်လာတာမဟုတ်ပါဘူးသူ့ရဲ့တင်းဥဆောင်စွမ်းစားနေသူကိုယ်တိုင်စူးစမ်းပန်းစားအောင်မြင်မှုခင်းလန်းပေါ်ကိုရောက်ရှိလာခဲ့တဲ့သူတို့ပါ အခုဆိုရင်လည်းမြန်မာနိုင်ငံတည်းမှလည်းမကားပါဘူးတရုတ်နိုင်ငံထင်အောင်ပွဲရီတက်စုတွေယူပြီးတော့ကမ္ဘာကျော်မင်းသမီးတယောက်ဖြစ်လို့သွားပါပြီမြန်မာနိုင်ငံအတွင်းကမင်းသမီးတွေကတော့သူကလုံးဝရှင်နိုင်တော့မင်းမထင်ပါဘူးဒါကြောင့်မို့လို့ဂုံစားရတယ်ဆိုတော့အခုလိုမျိုးကပါတိကပါကျော်အောင်မြင်မှရမယ်ဆိုတော့ကိုဝိမုံရွှေရင်တင်အောင်လို့ပပလီပညာပြသွားတဲ့သဘောပါပဲတတိယတယောက်ကတော့မင်းမြင့်မှုဖြစ်ပါတယ် မင်းမြင့်မော်အားဆိုရင် MRT4 ရုပ်တံဇလန်းတွဲတွေကနေတစဉ်ပြိတ္တရဲ့ရှင်းတဲ့ကိုဝင်ရောက်လာခဲ့တဲ့မင်းသမီးလေးတယောက်ပါအခုဆိုရင်တော့ကိုရီးယားနိုင်ငံအထိပါလွှမ်းမိုးသွားခဲ့တာဖြစ်ပြီးတော့နိုင်ငံတဝန်အထူးကြောင့်ပြောင်ပြောင်ဆုံးမင်းသမီးစုကိုစုကူရရှိခဲ့တာဖြစ်ပါတယ်အဲဒီစုကြီးကကိုရီးယားနိုင်ငံမှာ မော်ချောစွာတွားယူကနိုင်ငံသားတိခုလိုတွေကြော်ကြားမှချိန်မိုးလိုက်ရတာဖြစ်ကြောင်းခပ်ပါပါလီတစ်ခွက်ပြောက်သွားတာပါပဲရှင် လူတွေကြောင့်စိတ်မကောင်းဖြစ်လို့ဆင်းရုံရောက်သွားတဲ့ပိုင်နဂွန်မီဒေါခင်ဂျူလိုင်းဘော့ကလူတွေကကိုချင်းမဆာမနာပြောနေတင်နေကြတဲ့တဲ့နေကြောင့်စိတ်ထိခိုက်ကသွေးတူပြီးဆင်းရုံရောက်သွားတာကပိုင်နဂွန်မီဖြစ်ပါတယ်အားလုံးသိကြတဲ့အတိုင်းပြီးခဲ့တဲ့ရှာပိုင်းမှာတော့ပိုင်ဒဂွန်ရဲ့သူ့မိဒေါခင်ကျူကကိစ္စကဟိုးလေးတကြောကြောဖြစ်သွားတာပါဒေါခင်ကျူကပိုင်ဒဂွန်ကမိဘအပေါ်ကိုတိတက်လိမ္မာမှုမရှိလို့မိသားစုဝင်ဖြစ်အတိမတ်မပြုံတော့ကြောင်းပိုင်ဒဂွန်မိဒေါခင်ကျူကပြောလာတာဖြစ်ပါတယ် ဒါကြောင့်လေလူတွေကြားနေဟိုလီတကြောကြောဖြစ်သွားတာပါဒီလိုအမှုပညာတာဝန်ကလူတွေတချို့သောလူတွေကပိုင်တကော့အမေကိုပဲပြစ်တင်ဝေဖန်ကြတာဖြစ်ပါတယ်အထူးသဖြင့်မိဘဆိုတော့သားသမီးလှုပ်ရှားမစားတဲ့ကြောင်းပိုင်တကွန်ဟာလူပြိုပွားမှာမိသားစုကိုတိမ်းတောင်းချော်ရန်အိမ်နဲ့အတူတခြားသောစောင်းဝင်နေရေးတွေထောက်ပံ့ခဲ့ပြီးသားဖြစ်ကြောင်းအခုတော့အိမ်တောင်ချလို့မပေးနိုင်တော့မှပိုင်တကွန်ကိုပြဿနာရှာတာကမဖြစ်တဲ့ကြောင်းပိုင်တကွန်အမေကိုပြစ်တင်ကြတာဖြစ်ပါတယ် ဒီကြားထဲပိုင်နဂွန်မေပတ်စံမတ်တာနောက်ရင်နောက်ပြူရာကစာမင်္ဂလာပွဲမှာပိုင်နဂွန်ကိုစုပူရာဆုံးလူတွေကပြေပြောကြတာပါအစိုးဆုံးကတော့ဂျွန်လွင်နဲ့ဆယ်လီဝင်းမင်းတန်တို့ပါပဲအခုတော့ပိုင်နဂွန်မေဟာလူတွေကသူမကိုပြောဆိုနေကြတာကိုမခံနိုင်လို့စိတ်ထိတ်ကြိုက်ကအိမ်ရဲဘုံဘုံလဲသွားပြီလို့ဆိုပါတယ်